မန္တလေးမြို့ပေါ်တွင်မတူကအဖြူရောင်ဖြစ် လူရဲမှုများကျွလွန်နေသည့်အဖွဲ့မှ၃ဦးဖမ်းဆီးရမည်မန္တလေးမြို့ပေါ်တွင်မတူကအဖြူရောင်ဖြစ်လူရဲမှုများကျွလွန်နေသည့်အဖွဲ့မှ၃ဦးကိုမေလ23ရက်ကစစ်ဆေးဖော်ထုတ်ဖမ်းဆီးရမည်ခဲ့တယ်လို့သိရပါတယ်စစ်ဆေးဖော်ထုတ်ဖမ်းဆီးရမည်ပုံမှာမေလ20ရက်ကပတိန်ကြီးမြို့နယ်ကလာအီချံကျေးရွာမှာအမျိုးသားတအူးအားမတူကဖြူရောင်ဖြစ် လက်နက်ကင်ဆောင်ထားသောအဖွဲ့တစ်ဖွဲ့မှဖမ်းဆီးသွားခဲ့ကြောင်းမေလ22ရက်ကအမရပူရမြို့နယ်တောတွင်ကျေးရွာအုပ်စုစာကလေးအင်းကျေးရွာမြောင်းပောင်တွင် အမျိုးသားတဦးရုတ်တွေ့ရှိခဲ့သဖြင့်ဆဲရုံသို့ပို့ဆောင်ခဲ့ရာတွင်ဖမ်းဆီးခံထားရသူ၏မိသားစုဝင်များမှတွားရောက်ကြေရှုခဲ့ရာသေဆုံးနေသူမှာအဖမ်းခံခဲ့ရသူဖြစ်ကြောင်းအတည်ပြုပြီးသက်ဆိုင်ရာနယ်မြေရဲစခန်းဖြစ်သည့်မြင့်ငယ်နယ်မြေရဲစခန်းတွင် မိသားစုဝင်များမှမှုဖွင့်တန်နိုင်ကြရာရဲစခန်းမှရာသတကြီးပုံမှ302ပြည့်အမှုဖွင့်ပြီးစုံစမ်းစစ်ဆေးဖောက်ထုတ်မှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ရတဖွဲ့မှစုံစမ်းစစ်ဆေးမှုများကိုစနစ်တကျအလေးလာသုံးသပ်ဆောင်ရွက်ခဲ့ရာတွင်မတ်စတူကားအဖြူရောင်ဖြင့်ဖမ်းဆီးတပ်ဖြတ်မှုများကိုကျူးလွန်သည့်လက်နက်ကင်အဖွဲ့တွင်ပါဝင်သည့်ဘိုးတက်ခန့်22နှစ်တန်စင်ထွန်းခေါ်တန်စင်18နှစ်နဲ့ ဖုံးဆက်ပိုင်ခေါ်ဒူးရှေ18နှစ်တို့ကိုဖမ်းဆီးရမိခဲ့ပြီးဖမ်းဆီးရန်ကြံရှိနေသူများကိုလည်းဆက်လက်စုံစမ်းစစ်ဆေးနေကြောင်းသိရပါတယ်ဖမ်းဆီးရမိထားသူများအားစစ်ဆေးဖော်ထုတ်ချက်အရ၎င်းတို့ဖွဲ့သည်လွန်ခဲ့သော25ရက်ခန့်ကမဟာအောင်မြေမြို့နယ်ဒေဝန်ရှိရက်ကွက်68လမ်းလမ်း40နှင့်41လမ်းကြားတွင်ဆိုင်ကလုံးဆိုင်ကယ်စီးလူရက်မှုလွန်ခဲ့သော12ရက်ခန့်က အဟာအောင်မြေမြို့နယ်ဒေဝွန်အရှိရက်ကွက်89လမ်း39လမ်းနဲ့လမ်း40ကျားတွင် ကလစ်တစည်းဖုံးတလုံးလူရက်ခတ်မှုလွန်ခဲ့သော၈ရက်ခန့်ကမန္တလေးမြို့မန္တလေးမြို့ပတ်လမ်း29လမ်းနဲ့လမ်း30ကျားတွင်စကော်ဖီမဲလုံးဆိုင်ကဲဖုံးနှလုံးနဲ့ငွေတသိန်းကျော်လူရက်ခတ်မှုမေလ16ရက်နေ့နနက်3နာရီခွဲကလမ်း60နဲ့လမ်း40တွင် အမျိုးသားတအုပ်ထံမှ ကလစ်160ဆံကတစီရွှေလက်စွတ်ကြောက်ဖြူတက်တကွင်ရွှေဆွဲကျိုးငါမူသားတကုံပိုက်ဆံနှစ်သိန်းခန့်ကလစ်အနက်ဆံကတစီ iPhone 60 Pro Max တလုံးလူရက်မှုနဲ့မေလ23ရက်နနက်6နာရီခွဲက38လမ်း66လမ်းနဲ့68လမ်းညာတွင်ဇုံနတ်တရက်ထံမှဆိုင်ကလုံးဆိုင်ကအနက်ရောင်တစီနဲ့ဖုံးသုံးလုံးလူရက်မှုစသည့် လူရမှု၅မှုကိုလည်းဖောက်ထုတ်နိုင်ကြကြောင်းသိရပါတယ်။